ီတွင်သို့ခွင့်နယ်ပြန်လည်ဝင်ရောက်လာတဲ့ခွင့်ပြန်လုံသားတွေအနေနဲ့ပြည်ပကိုပြန်လည်ထွက်ခွာရမှာထွက်ခွာအမည်ခွင့်ဆိုင်ရင်မှာမိမိနာမည်ပါရှိမှသာပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့လုံသမဝန်ကြီးဌာနအစိုးရပြည်ပအလောက်အကိုင်းအေဂျင်စီ POEA မှသိရပါတယ်အစိုးရပြည်ပအလောက်အကိုင်းအေဂျင်စီ POEA မှတဆင့် ကိုရီးယားသမ္မတနိုင်ငံတို့တွားရှောင်လုံလောက်ကိုင်းလျက်ရှိပြီးမိမိနိုင်ငံကိုခွင့်နယ်ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ POEA ရုံးကိုမပြတ်မကွက်သတင်းပို့ရမယ်လို့ဆိုပါတယ်။ ဒီလိုသတင်းပို့ထားပြီးပြန်လည်ထွက်ခွာရမယ့်ရက်ကို Safe Migration Telegram Channel မှာစောင့်ကြည့်ရမှာဖြစ်ပြီး Safe Migration ၌မိမိအမည်ပါရှိမှသာပြည်ပသို့ပြန်လည်ထွက်ခွာနိုင်မယ်လို့ဆိုပါအထိန်ခွင့်ပြန်လုပ်သားတွေ ပြန်လည်ထွက်ခွာဖို့အတွက်အစိုးရပြည်ပအလောက်အကိုင်း Agency ကိုသတင်းပို့ထားတဲ့ရက်စွဲအချိန်ပါရှိတဲ့တန်းစီစရာစနစ်နဲ့စီစစ်ခွင့်ပြုလျက်ရှိတယ်လို့သိရပါတယ်ရှင်။